ချစ်မဗုဒ္ဓဘာသာအဖြစ်မွေးဖွားခဲ့ပေမဲ့ဗုဒ္ဓဘာသာကိုတကယ်အရန်အထင်ကြီးပြီးတော့ယုံကြည်သွားတာချစ်မစေတက်သူရောက်တဲ့အခါကျတော့ဒီ embryology ပေါ့ပရိသတ်တွေဘလို့နေတဲ့ cells တွေဘလို့ပွားတယ်ဘယ်အချိန်မှာ ပေါ့ဟိုမွေးတယ်ဘယ်အချိန်ဆိုလို့ရှိရင်ခုနှစ်လဆို ရှင်းနေရှစ်လဆိုမရှင်းဘူး၉လဆိုစသဖြင့်အဲ့လိုမျိုးတွေသင်ရတဲ့အခါကျလို့ရှိရင်ချစ်မမျက်စွာဖျားခိခရေမျက်စွာဖျားဒီကာလာလာရေကြီးလေးဘလို့ cells တွေစတဲ့တယ်ဆိုတာဟိုပြောထားတယ်ရှင်ပဋ္ဌာန်းပဋ္ဌာန်းတရားတော်မှာပြောထားတော့ကျမအရန်ထင်ကြီးသွားတယ်ပေါ့နော်အဲဒါကြောင့်အော်ဒါဆိုရှေးကလေးကဒီဟိုဗုဒ္ဓဖျားခေတ်ကလေးကဒီ science ကရှိတာပဲပေါ့နော်မြတ်စွာဘုရားအဲ့ဒီဟိုကံကံအကြောင်းလဲကာမပစ္စည်းပေါ့နော်အဲ့ဒီပဋ္ဌာန်း24ပစ္စည်းမှာအဲ့ဒါလူပသိတ်တွေတည်တဲ့အခါမှာဒီလိုသဘာဝအတိုင်းဘလို့ဘလို့အကျိုးတွေအကြောင်းနေဖြစ်တာကိုပြောတယ်အဲ့တော့အဲ့ဒါကြောင့်မလို့ အနောက်တိုင်းဘက်အခါတခြားတခြားလူတွေကြတော့ဒီလိုစမ်းကျဲစွာသဘာဝဖြစ်နေတဲ့လူလောကကိုအနောက်တိုင်းဘာသာတွေကဖျားသခင်ဖန်ဆင်းနေပေါ့နော်ဟိန္ဒူကလည်းဖျားဖျားဖန်ဆင်းတာအဲ့လိုတခြားဘာသာတွေကဖန်ဆင်းနေပြောတော့ဘာမှစဉ်းစားကြက်စရာလူသေးလားအခုကျမတို့စာသင်နေတယ်နော်ဆေးပညာသင်သင်တော့မှသိမှာလားဒါပေမဲ့ရှေးကလေးကသိတာဖျားဖန်ဆင်းတာမဟုတ်ဘူးဆိုတာသိသွားပြီလေကျမတို့ကအဲ့နောက်ပြောတယ်ဟိုသူတို့ကလည်း သူတို့ဘာသာဖြစ်ရတာအရန်ကောင်းတယ်လေဖရားရဲ့ရင်ခွေမှာခိုးလောင်လိုက်တာနဲ့ခိုးလုံလိုက်တာနဲ့နတ်ပြည်ကိုရောက်မယ်ဆိုတော့အဲ့လိုဆိုအေးတာပဲတရားရှိရှိထိုင်မယ်ဖရားပဲထိုင်ရှိခိုးနေုံမယ်နော်မြတ်ကျမတို့ဗုဒ္ဓဘာသာအလိုမဟုတ်ဘူးလေကံနေရှိတယ်ဝိတေရှိတယ်နော်အဲသူတို့ဘာသာကြီးကြလွယ်တယ်အပြစ်ရှိလဲဖရားစီမှာလာပြီးတော့အပတ်ပြောလိုက်တာနဲ့ဖရားအနှင်းအပြစ်ကိုယူသွားမယ်တဲ့ဆိုတော့ အဲ့လိုကြတော့လေကျမတို့ကြတော့ပထန်းတရားတော်မှာအကုန်ရှိတယ်ဒါကြောင့်မို့ကျမဒီပထန်းကိုတိတ်တိတ်ချာချာလေ့လာတယ်နော်လေ့လာတယ်အဲ့မှာဆိုရင်အနန္တရပစ္စည်းဆိုလို့ရှိလို့ရှိရင် तू ကယုတ်နံရှိတဲ့အခါအခုနံကို ပြောတာစိတ်တရားဖြစ်ပြီးဟိုဟိုဒီ တရားတော်ကပြောတာဒါပညာပေါ့နော်စိတ်ကတခုဖြစ်ပြီးချုပ်တယ်နောက်စိတ်တခုလာတယ်အဆက်မပြတ်စိတ်တရားဖြစ်နေတယ်ရှေ့ရဖြစ်သွားတဲ့စိတ်ကနောက်ကဖြစ်လာမဲ့စိတ်ကိုအကျိုးပြုတယ်အဲ့လိုဆက်ဆက်နေတယ်စိတ် ဟိုကျမတို့ပညာဆိုရင်စိတ်အုပ်တော့ကနေ nerve jaw ကနေပြီးတော့ဟို nerve jaw တွေကနေသတင်းတွေပို့တယ်လေအဲ့လိုမျိုးပေါ့အဲ့တော့ဒီပန်းလေးတွေကိုမြင်တဲ့အခါအဲ့ဒါဟိုနှစ်သက်တယ်နှစ်သက်တဲ့အခါဇောဖြစ်တယ်အာယုံခံစားရတယ်အဲ့ဇောကခုနှစ်ကြိမ်ဖြစ်တယ်ဒါကတော့ပဋ္ဌာန်းတရားတော်မှာရှင်းပြထားတယ်ပြီးတော့မှကုသိုလ်ဖြစ်တာအကုသိုလ်ဖြစ်တာအပြာကတအပြာကတဆိုတာနည်းနည်းပေါ့နော်ကောင်းတဲ့စိတ်နဲ့နှလုံးသွင်းတာကုသိုလ်မကောင်းတာအကုသိုလ်ပြာကတကတော့ဘာ 妈妈没批打包，哎、欸。